ဂျပန်က S1 Hunter တွေနဲ့ကိုရီးယားက S1 Hunter တို့တွေချစ်ကြည်တိုက်ပွဲစတင်လိုက်ကြပြီးကိုရီးယားဘက်ကရောဂျပန်ဘက်ကရောသူတို့စွမ်းအားတွေဘလောက်ပြင်းကြောင်းကိုထောက်ပြနေခဲ့ကြပြီပဲဖြစ်ပါတယ်။အစပိုင်းမှာတော့သူမတာကိုမတာပဲရှိနေကြပြီးကိုရီးယားဘက်က S Hunter တွေကတော့ဂျပန်ဘက်က Hunter တွေတည်းတိတိတသာပို့ပြီးတော့အားနည်းနေတာကိုတွေ့လိုက်ရတယ်။အစွမ်းကိုမထုတ်သုံးသေးတာကြောင့်တိုက်ပွဲအဆုံးဖြတ်ကလည်းမပေးနိုင်ဖြစ်နေကြပြီးချစ်ကြည်ရေးဘွဲကတဖြည်းဖြည်းချင်းအချိန်ကိုတိုးလာခဲ့တယ်။ကိုရီးယားဘက်က Hunter ဘက်ကလည်းအစွမ်းကိုထုတ်သုံးလိုက်ကဂျပန်ဘက်ကမျက်နှာဖုံးနဲ့လူတယောက်ရဲ့မျက်နှာကိုရိုက်ချလိုက်တယ်။ဒါပေမဲ့လည်းအေးစေးလေးပဲရှောင်လိုက်နိုင်ပြီးလင်းလင်းမြန်မြန်နဲ့ပဲထွက်ပြေး းသွားတာကြောင့်ဘက်ကလက်တာဟာဂျပန်တရရဲ့အဖွဲ့ကောင်းဆောင်ဖြစ်တဲ့ကိုတိုကသူတို့ရဲ့စွားအားတွေကိုလိုက်လံစစ်ဆင်းနေတယ်ဆိုတာသိလိုက်ရတယ်။အဲဒါကြောင့်ပဲဘက်ကသူ့ဘက်ကအစွမ်းကုန်တိုက်ခိုက်ဖို့အတွက်ဆုံးဖြတ်လိုက်ပြီးသူ့ရဲ့စွားအားတချို့တဝက်ကိုထုတ်သုံးလိုက်တယ်။တခြားဟန်တာတွေကတော့တယောက်ပြီးတယောက်ဆရှုံနေပြီဖြစ်ပြီးဟန်တာဘက်ကပဲကြံနေခဲ့တာ။တခြားကိုရီးယားဟန်တာတွေရောက်ကိုအနားယူသွားတဲ့ဂျပန်ရဲ့ဟန်တာတွေကလည်းတိုက်ခိုက်ဖို့အတွက်ရောက်လာခဲ့တယ်။မင်းကလေးဟန်တာဖြစ်တဲ့ချာဟင်းအင်းကလည်းဂျပန်ကမင်းကလေးဟန်တာနဲ့တိုက်ခိုက်နေပြီးသူကပဲကိုရီးယားဘက်ကအနိုင်ရရှိတဲ့ဟန်တာဖြစ်အောင်လုပ်ပေးလိုက်တယ်။ဘက်ကတော့ကူပေးဖို့အတွက်လုပ်နေတဲ့အချိန်နောက်ကဟန်တာတယောက်ကသူ့ကိုလာဖမ်းတာကြောင့်ချာဟ ရဲ့အင်းရဲ့မသိစိတ်ကနေသူ့ရဲ့လက်ကကာကွယ်မိသွားခဲ့တယ်။ဒါပေမဲ့ဒန်ယန်ရထားတဲ့ဂျပန်ကောင်ကပို့ပြီးတော့ဒေါတာထွက်သွားခဲ့ပြီးအနီအောင်မျက်လုံးနဲ့ပုံစံပြောင်းသွားခဲ့တယ်။ဂျပန်ဘက်ကသူ့အဖွဲ့သားတွေကလည်းတောက်ကူညီလိုက်ရမလားလို့မေးနေခဲ့ပေမဲ့ခေါင်းဆောင်ဖြစ်တဲ့ကိုတိုကတည်နိုင်တဲ့အချိန်နေတီရောက်မှတောက်ရောက်သားပေးဖို့အတွက်ပြောလိုက်တယ်။အဲ့လိုနဲ့အနီအောင်မျက်လုံးနဲ့ပြောင်းသွားတဲ့ဂျပန်ဟန်တာကပုံမှန်နဲ့ပို့ပြီးတော့စွာကြီးလာပြီးချာရဲ့အင်းကလည်းမနှဲကိုတိုက်ခိုက်နေရတယ်။အဲ့လိုနဲ့ချာရဲ့အင်းကပြင်းပြင်းထန်ထန်တိုက်ခိုက်ခံရတော့မဲ့ချင်းဂျင်ဦးကပဲရောက်လာပြီးဂျားတဲ့ကနေတားပေးလိုက်တယ်။ဒါပေမဲ့အဲ့ဂျပန်ဟန်တာကဆိတ်လွတ်နေခဲ့တာကြောင့်ဂျင်ဦးကိုပါတိုက်ခိုက်ဖို့အတွက်ထွက်လာ ခဲ့တယ်ဂျပန်ဘက်ကဟန်တာတွေကတော့ပြဿနာတက်ပြီလို့ထင်လိုက်ပေမဲ့ဂျင်ဝူကစိတ်လွတ်နေတဲ့ဂျပန်ဟန်တာကိုအေးစေးလေးပဲထိန်းလိုက်နိုင်ခဲ့တယ်ဒီလိုနဲ့ခေါင်းဆောင်ဖြစ်တဲ့ကိုတိုကလည်းဂျင်ဝူကတကယ်ပဲမော်စွာအသုံးပြုတဲ့ဒူလာဆိုပြီးတော့တန်နှက်ဝင်နေခဲ့တယ်ဒီလိုနဲ့ပဲအဲ့အချိန်လေးကြောင့်ဂျပန်အသင်းကပဲအနိုင်ရရှိသွားခဲ့တယ်ဒါပေမဲ့လည်းပွဲကမပြီးသေးပဲစကပြန်ကနေတဲ့စဉ်ခေါင်းဆောင်ဖြစ်တဲ့ကိုတိုဟာဂျင်ဝူနဲ့အတူတူလက်ရည်စမ်းခြင်းကြောင့်ကိုပြောပြနေခဲ့တယ်ဂျင်ဝူကလည်းကိုတိုကသူ့အခုချိန်ထိတိုက်ခိုက်မှုတွေဘယ်ရန်ဒူနဲ့မှမတူတဲ့အချိန်လေးမှာရှိတယ်ဆိုတာကိုသိလိုက်ရတယ်သူလည်းကိုတိုရဲ့ဆောင်းကိုစမ်းခြင်းနေတာကြောင့်လက်ခံလိုက်ဖို့အတွက်ဆုံးဖြတ်လိုက်တယ်ဒါပေ ဲမဲ့လေသူ့ကိုအစွမ်းကုန်တိုက်ခိုက်မှရမယ်ဆိုပြီးတော့ပြောလိုက်တာကြောင့်ကိုတိုကလည်းသူ့ကိုအထင်သေးနေတယ်ဆိုပြီးတော့ဂျင်ဝူကိုတဘောကြသွားခဲ့တယ်။ဂျေဂျူချင်းကို၄ချိန်မြောက်တိုက်ခိုက်တော့မယ်ဆိုတဲ့တဲ့င်းကနိုင်ငံတော်မှာဟိုးလေးတော်တော်ဖြစ်နေပြီးတဲ့င်းစီစဉ်တိုင်းမှာလည်းပါနေခဲ့ကအနားယူထားတဲ့ဟန်တာတွေကလည်းတစ်ဖက်တစ်လမ်းနေပြန်နယ်ကူညီပင်းချင်နေခဲ့တယ်။ဂျင်ဝူနဲ့ဂျပန်အဖွဲ့ကခေါင်းဆောင်တို့တွေလက်ရည်ဆန်းကြတော့မှကြောင့်အကုန်လုံးကလည်းမျိုးလင့်တကြီးနဲ့စောင့်ကြည့်နေကြပြီးဂျင်ဝူရဲ့အစွမ်းကိုလည်းသိချင်နေခဲ့ကြတယ်။ဂျင်ဝူရဲ့အစွမ်းကသူများတွေသိထားသလိုမျိုးမဟုတ်ပဲတနေ့တခြားပို့ပြီးတော့တိုးပွားလာတယ်ဆိုတာကိုဟန်တာဘက်ကရိပ်မိနေပြီးအဲ့ဒါကိုလည်း ဲစောင့်ကြည့်နေခဲ့တယ်။အဲ့လိုနဲ့ဂျင်ဦးကကိုတိုနဲ့စကားပြောကြည့်ဖို့အတွက်စူးစမ်းလိုက်တဲ့အချိန်မှာပဲကိုတိုရုပ်တရက်တိုက်ခိုက်တာခံလိုက်ရပြီးကိုတိုကလည်းတခါတည်းနိုင်ပြီလို့ထင်လိုက်ပေမဲ့ဂျင်ဦးကသူ့ကိုအေးစေးလေးရှောင်လိုက်နိုင်ခဲ့တယ်။ကိုတိုကလည်းချက်ချင်းပဲပြတ်တိုက်ခိုက်ဖို့ကိုပြင်ဆင်လိုက်ပြီးဂျင်ဦးရဲ့နားကိုသွားလိုက်ကစက်သားတဆူလိုလိုသူ့ရဲ့စွမ်းနေနဲ့တိုက်ခိုက်နေခဲ့တယ်။ဂျင်ဦးကလည်းကိုတိုတိုက်ခိုက်နေတဲ့မြအကုန်လုံးကိုရှောင်နေနိုင်ပြီးကိုတိုကတော့ဂျင်ဦးကသူ့ရဲ့စွမ်းကိုပို့ပြီးတော့ရှောင်နိုင်လေလေသူ့ကိုပို့ပြီးတော့ဒေါတာထွက်စေနေခဲ့တယ်။တခြားဟန်တာတွေကလည်းဒီတိုက်ပွဲကိုကြည့်နေပြီးသူတို့နဲ့တော်တော်လေးကိုကွာတဲ့ level မှာရှိနေတယ်ဆိုတာကိုသိလိုက်ရတယ်။ဂျင်ဦးကလည်းတိုက်ခတ်ချက်တွေက ိုရှောင်နေရပြီကိုတိုကလည်းမရမကကိုအတင်းလိုက်တိုက်ခိုက်နေခဲ့တယ်အဆုံးထိတိုက်ခိုက်တော့မယ်လို့တွေးလိုက်တဲ့ကိုတိုကသူ့ရဲ့အချမ်းဆုံးမွန်စွမ်းအားတွေကိုထုတ်သုံးလိုက်ပြီးအောက်ကိုပြုတ်ကြတာပုံစံပြတ်နေတဲ့ဂျင်ဦးကို နောက်ဆုံးမှာတော့မိမိရဲရကိုထိုးလိုက်နိုင်ခဲ့တယ်။အကောင်လုံးကလည်းရှော့ရသွားပြီးဂျင်ဦးတည်သွားပြီလို့ကိုထင်သွားခဲ့ကြတယ်။ဒါပေမဲ့ဂျင်ဦးကတော့ပါမဒဏ်ရာနှဲငယ်ပဲရသွားပြီးကိုတိုးရဲ့လက်ကိုလည်းအေးစေးလေးဖမ်းနေခဲ့တယ်။အဲ့လိုနဲ့နှစ်ယောက်သားကလည်းအချင်းလေးတွေတင်းမာနေကြပြီးကိုတိုးကဂျင်ဦးရဲ့စွမ်းတွေကိုစမ်းသပ်နေတယ်လို့မျိုးဂျင်ဦးကလည်းကိုတိုးရဲ့စွမ်းတွေကိုစမ်းသပ်နေခဲ့တာပဲဖြစ်ပါတယ်။ဝင်မွေချင်းချိန်မြင်တဲ့နှစ်ယောက်လုံးကလည်းရှိသမျှအစွမ်းတွေကိုထုတ်သွင်းဖို့အတွက်ဆုံးဖြတ်လိုက်ကြပြီးအော်ရာတွေအကောင်လုံးကိုလွတ်တင်နေခဲ့ကြတယ်။တခြားဘွဲ့သားတွေကလည်းဒီတိုက်ပွဲကြီးကိုတားဖို့အတွက်ပြောနေခဲ့ကြပြီးချိန်နေတွေပူဆိုးတော့မယ်ဆိုပြီးကြည့်နေခဲ့ကြတယ်။တားရမယ်ဆိုတာသိပြီ ေမဲ့လဲသူတို့နှစ်ယောက်ရဲ့တိုက်ပွဲကိုကြည့်ရဖို့ကတော်တော်လေးကိုရှားတဲ့ဖြစ်ရဖြစ်တာကြောင့်ပဲဖြစ်ပါတယ်ဒီလိုနဲ့နှစ်ယောက်သားကတိုက်ခိုက်ဖို့အတွက်ရှေ့ထွက်လာတဲ့အချိန်တခြားဘွယ်သားတွေကရောက်လာပြီးသူတို့နှစ်ယောက်လုံးကိုဝင်သားလိုက်ပြီးပဲဖြစ်ပါတယ်တခြားသူတွေကပဲဂျင်ဝူတို့ကိုမလိုလားအပ်တဲ့ပြည့်စည်ဆုံးရှုံးမှုတွေမဖြစ်စေချင်တာကြောင့်ပဲဖြစ်ပါတယ် ဒီလိုနဲ့သူတို့ရဲ့နှုတ်ဆက်ပွဲကလည်းပြီးဆုံးသွားပြီးဂျပန်ဘွဲ့ရဲ့ခေါင်းဆောင်ကိုတိုကလည်းဥက္ကဋ္ဌဖြစ်သူကွန်ဟီကိုပြင်ဆင်ဆရာရှိတာတွေပြင်ဆင်ခိုင်းတာပြီးအစင်တင်လောက်ထားခိုင်းခဲ့တယ်။အဲ့လိုနဲ့ပြီးတော့ဂျင်ဝူကလည်းရောက်လာပြီးဂျေဂျူကျွန်းရဲ့ကိစ္စကိုပြောပြရှိတယ်ဆိုပြီးပြောပြလိုက်တယ်။ကိုတိုကလည်းအပြန်လမ်းမှာဂျပန်မှာရှိနေတဲ့သူ့ရဲ့တငယ်ချင်းတယောက်ကိုဖုန်းဆက်လိုက်ကကိုရီးယားမှာတော်တော်လေးတန်မာတဲ့သူတယောက်ရှိကြောင်းကိုပြောပြလိုက်တယ်။ချွဲနဲ့ချာယင်းတို့နှစ်ယောက်ကလည်းဂျေဂျူကျွန်းကိုတိုက်ခိုက်မဲ့စီစဉ်မှာဂျင်ဝူမပါဘူးဆိုတာသိလိုက်ရတယ်။ပြီးတော့ချွဲရဲ့တငယ်ချင်းဟောင်းဖြစ်တဲ့အက်စရန်ရှိတဲ့ကုတရီဟန်တာမလာဘူးဆိုတာသိလိုက်ရတယ်။ဒါပေမဲ့လည်းအခုသူတို့ရဲ့အခြေအနေက ဂျေယူကျွန်းကိုအနိုင်ယူနိုင်ခြင်းရှိကြောင်းကိုမျှော်လင့်နေခဲ့ကြပြီပဲဖြစ်ပါတယ်။ဂျင်ဝူကလည်းသူ့ရဲ့တိုက်ခန်းကိုပြန်လည်ရောက်ရှိလာပြီဖြစ်ပြီးအမေဖြစ်သူနဲ့ညီမဖြစ်သူကလည်းဂျင်ဝူကိုမျှော်လင့်နေခဲ့ကြတယ်။တကယ်တော့ဂျင်ဝူကဒီမစ်ရှင်ကိုမသွားဖို့ဆုံးဖြတ်လိုက်တာဟာသူ့ရဲ့အမေဖြစ်သူနဲ့သူ့ရဲ့ညီမဖြစ်သူတို့ကိုအချိန်ပေးချင်တာကြောင့်ပဲဖြစ်ပါတယ်။ဂျေယူကျွန်းထဲမှာတော့ပျက်စိတ်တွေရဲ့ဘေးရင်မကသူတို့ဂျုံးပေါ်မှာအစာရေစာရှားပါလာပြီဖြစ်တာကြောင့်ပျက်စိတ်တွေဟာဇာတူသားတွေစားနေရပြီဖြစ်ပြီးသူ့ရဲ့မပေါက်သေးတဲ့ဥတွေကလည်းရှိနေပြီးအဲ့ဒီမှာဥအကြီးကြီးတစ်လုံးကလည်းစတင်ပေါက်ပွားလာခဲ့တယ်။အဲ့ထဲကနေအနီရောက်ပျက်စိတ်တကောင်ကထွက်လာခဲ့ပြီး ူကပုံမှန်ပျက်စိတ်တွေထက်တော်တော်လေးကိုစွာကြီးမားနေခဲ့ကအနီအောင်ကနေအမဲအောင်ကိုပြောင်းလဲသွားခဲ့လိုက်တယ်ဒီလိုနဲ့ပျက်စိတ်ဘရင်မကလည်းနေချဲ့ဖို့အတွက်သူ့ရဲ့သားတော်တွေကိုအမိန့်ချမှတ်လိုက်ပြီပဲဖြစ်ပါတယ်ဩကရကြီးကွန်ကြီးကလည်းမနဲ့မိုးတောက်တာနဲ့စတင်တော့မယ်သူတို့ရဲ့စစ်စင်လေးတွေအတွက်စိတ်လှုပ်ရှားနေခဲ့ပြီးအောင်မြင်ပါပါဆိုပြီးလဲတွေးနေခဲ့တယ်ခြေကျူးကျုံးကိုပထမဆုံးချင်းကတ်သွားတဲ့တင်မောတွေကတော့ကင်းထောက်တဲ့တင်မောတွေဖြစ်ပြီးသူတို့ကအရန်စီစဉ်နေနဲ့ခြေကုပ်စကန်သွားလုံနေခဲ့တာပဲဖြစ်ပါတယ်ဒါပေမဲ့လည်းသူတို့တင်မောပေါ်မှာရှိနေတဲ့ဟန်တာတွေကလည်းအစစ်နှိမ်ဟန်တာတွေမဟုတ်ပဲအေးစစ်နဲ့ဘီစင်ရှိတဲ့ဟန်တာတွေကကြီးကြပ်နေခဲ့တာပဲဖြစ်ပါတယ် ်စစ်စင်ကြီးကိုသွားတော့မှဘက်စီကိုမထင်မှတ်ထားတဲ့လူတယောက်ရောက်လာခဲ့တယ်သူကတော့တခြားသူမဟုတ်ပဲအားယူသွားတာကြာပြီဖြစ်တယ်သူ့ရဲ့တငယ်ချင်းဟောင်းပဲဖြစ်ပါတယ်ပျော်ရွှင်စိတ်တွေကိုများခေါ်မယ်ဂျပန်နေရာအဖွဲ့ကလည်း၄ဘွဲ့အထိအဖွဲ့ခွဲထားခဲ့ကြပြီးအဆင့်တင်နေရာယူထားခဲ့ကြပြီဖြစ်ပါတယ်အာယုံလွှဲထားပြီးရင်ဘီမကြီးစီကိုသွားဖို့အတွက်ကိုရီးယားဘက်ကလက်ရင်းစင်အဖွဲ့တွေကရှိနေပြီးသူတို့ကိုလိုက်ပြီးရိုက်ကူရေးလုပ်မဲ့သူလည်းပါဝင်နေခဲ့တယ်ရိုက်ကူရေးသမားဆိုပေမဲ့သူကလည်းအေးအဆင်ရှိတဲ့ဟန်တာတယောက်ဖြစ်ကြောင်းကိုပြောပြနေခဲ့တယ်နောက်ဆုံးမှာတော့ကိုရီးယားအဖွဲ့တွေကလည်းဂျေဂျူကျွန်းဘက်ကိုရောက်ရှိလာပြီးစီစဉ်ကိုစတင်လိုက်ကြတာပျော်စိတ်တွေကိုများခေါ်ဖို့အတွက်ဂျပန်ဒီဘက်က အဖွဲ့လေးဖွဲ့ကလည်းသူတို့ရဲ့စွမ်းအားတွေနဲ့များခေါ်လိုက်ပြီးဖြစ်ပါတယ်။ဒါပေမဲ့လည်းကိုရီးယားဟန်တာတွေရှိနေတဲ့လေရင်ဘက်ကိုတတိထားမိသွားတဲ့ပျက်စစ်တွေကလည်းထွက်လာခဲ့ကြပြီးသူတို့ကိုရှင်ပြေဖို့အတွက်ချွဲချောင်ရင်ကပဲတယောက်တည်းအပြင်ကိုသွားခဲ့လိုက်ကသူ့ရဲ့မီးရဲစွမ်းအနေနဲ့မီးမြိုက်ပေးနေခဲ့တယ်။ဒါပေမဲ့အရေးသွက်ကရန်ကုန်များပြားလွန်းလာကြအောင်တခါတည်းအခုံလုံးကိုအပြတ်မရှင်းနိုင်ဖြစ်နေပြီးချွဲချောင်ရင်ကလည်းသူ့ရဲ့စွမ်းအများကြီးကိုထုတ်တုံလိုက်တယ်။အဲ့လိုနဲ့သူတို့စီကိုအာယုံလွယ်ပြီးရောက်လာတဲ့ပျက်စစ်တွေအကုန်လုံးကိုရှင်းလန်းနိုင်ပြီးဖြစ်လာကြအောင်တခြားဘွဲ့သားတွေကလည်းအဆင်သင့်ပြင်လိုက်ကြတယ်။အရေးသွက်ရန်ကုန်များပြားလွန်းတဲ့ပျက်စစ်တွေကလည်းဂျပန်တွေရဲ့ S1 ဟန်တာတွေနဲ့တိုက်ခိုက်နေကြပြီ ်သူတို့က extra hunter တွေဖြစ်ပေမဲ့လည်းဒီအရေးတွက်နေတာဆိုရင်သူတို့လည်းကြာကြာထိန်းထားနိုင်မှာမဟုတ်ဘူးဆိုတာကိုတွေးနေခဲ့ကြတယ်ကိုရီးယားတွေရဲ့အဖွဲ့ကလည်းအဓိကမစ်ရှင်ဖြစ်တဲ့မြန်မာကြီးကိုရှင်းပြဖို့အတွက်မြောက်လိုင်ကိုတွေတဲကိုဆင်းလာခဲ့ကြပြီးအပေါက်တွေကလည်းအများကြီးရှိနေခဲ့ကချွဲချောင်ကြီးရဲ့အကူအညီနဲ့ပဲဂူရဲ့အနောက်ဆုံးအပိုင်းဘက်မှာရှိလဲဆိုတာကိုသိလိုက်ရတယ်မြို့ထံမှာကြံခဲ့တဲ့ဂျင်ဦးကလည်းသူလုံနေကြနေစဉ်တာဝန်တွေကိုလုံနေပြီးဂျေဂျူကျွန်းအကြောင်းကိုစဉ်းစားနေခဲ့ကတံမာတဲ့သူတွေတော်တော်များများပါသွားတာကြောင့်သူလိုလိုမျိုးမရှိရင်တောင်မှဒီမစ်ရှင်ကအေးဆေးလေးပဲအောင်နိုင်မယ်ဆိုပြီးတော့တွေးနေခဲ့တယ်ကိုရီးယားဘက်ကလက်ရင်းစင်တပ်ဖွဲ့တွေကလည်းဂူ ရဲ့အသွင်ပတ်ချမ်းကိုရောက်ရှိလာခဲ့ကြပြီးဥမပေါက်သေးတဲ့ပျက်စီးဥတွေအများကြီးကိုတွေးလိုက်ရတယ်။အဲ့ထက်မှာဥတလုံးကရန်ကုန်ရွယ်စားကြီးမားနေပြီးအကောင်ပေါက်သွားပြီဆိုတာကိုလည်းသိလိုက်ရတယ်။အဲ့ဒါကြောင့်ပျက်စီးတွေဟာတဖြည်းဖြည်းချင်းစင်ငယ်ပြောင်းလဲလာပြီဆိုတာကိုသိသွားခဲ့ကြတယ်။တစ်ဖက်ကဂျပန်ဟန်တာတယောက်ကလည်းပခုံးမှတန်းရရရှိသွားခဲ့တာကြောင့်သူ့ရဲ့အဖွဲ့သားမင်းကလေးကိုစိတ်ကူပေးဖို့အတွက်ပြောနေခဲ့ပြီးအဲ့ဒီမင်းကလေးကလည်းသူ့ကိုပြန်ပြီးတော့ကြည်စားနေခဲ့တယ်။အဲ့ဒီအချိန်မှာပဲရုတ်တရက်ကြီးသူတို့စီကိုပျက်စီးတွေအများကြီးပြေးလာခဲ့ကပျက်စီးတစ်ကောင်ကလင်းလင်းမြန်မြန်နဲ့ပဲအဲ့ဒီကုဒရဲ့ဟန်တာကောင်မလေးကိုချက်ချင်းပဲခေါင်းပြတ်ပေးလိုက်တယ်။အဲ့လိုနဲ့ဂျန်နဲ့နှစ်ယောက်ကလည်း ီချောရသွားခဲ့ရတယ်ဒီလိုနဲ့ပဲဒီပိုင်းလေးကဒီမာရင်ပြီးဆုံးသွားပါတယ်နောက်ရက်တွေမှာနောက်တစ်ပိုင်းနဲ့ပြန်လာခဲ့ပါမယ်